င့်ကိုချီးမွမ်းခဲ့တဲ့ပါဇက်တွေကပဲတစ်ချိန်မှာတင့်ကိုကယ်ရကြပါလိမ့်မယ်။တင့်ကိုမြှောက်ပင်းခဲ့တဲ့သူတွေကပဲတစ်ချိန်မှာတင့်ကိုနှိမ်ချကြပါလိမ့်မယ်။တင့်ပေါ်သစ္စာရှိလာပါပြီဆိုတဲ့သူတွေကပဲတစ်ချိန်မှာတင့်ပေါ်သစ္စာဖောက်ကြပါလိမ့်မယ်။တင့်ကောင်းလာပါပြီထင်ခဲ့တဲ့သူတွေကပဲတစ်ချိန်မှာတင့်ကိုဆူရွာစွာဆက်ဆံကြပါလိမ့်မယ်။ င်းအမျော်လင့်ကြီးမျော်လင့်ခဲ့တဲ့သူတွေကပဲတစ်ချိန်မှာသင့်ရဲ့မျော်လင့်ချက်တွေကိုရိုက်ချိုးဖျက်ဆီးကြပါလိမ့်မယ်။တစ်ချိန်မှာဆိုတဲ့အချိန်ဟာဘယ်အချိန်လဲဆိုတော့သူတို့ရဲ့လူရင်းစန္ဒတွေကိုမဖြည့်ဆည်းပေးနိုင်တော့တဲ့အချိန်ပေါ့။အဲ့ဒီတစ်ချိန်မှာဆိုတဲ့အချိန်ကိုရောက်လာတဲ့အခါစိတ်မကောင်းမဖြစ်ရအောင်လောကရန်တွေကိုခံနိုင်ရင်ရှိအောင်နှလုံးသွင်းပြင်ဆင်ထားပါ။ တုံလှဲ့ပြီးအပြန်အလှန်တွေကြီးစုတရားတွေကိုမမျော်လင့်မိပါစေနဲ့သူတစ်ပါးတွေရဲ့စကားတွေသူတစ်ပါးတွေရဲ့ပြောစုမှုတွေသူတစ်ပါးတွေရဲ့ဆက်ဆံရေးတွေပေါ်အမိကိုကင်းစွာ ရှင်းတာမှာဘဝမှာအချမ်းရံပေါများတဲ့အချိန်လေးကြုံရမယ်အချမ်းရံနေပါတဲ့အချိန်လေးကြုံရမယ် ပစ္စည်းဥစ္စာပေါများတဲ့အချိန်လဲကြုံရမယ်ပစ္စည်းဥစ္စာနည်းပါတဲ့အချိန်လဲကြုံရမယ်ချီးမွမ်းခံရတာလဲကြုံရမယ်ကင်းရဲ့ခံရတာလဲကြုံရမယ်ချမ်းသာတာလဲကြုံရမယ်စင်းရဲတာလဲကြုံရမယ်အဲ့ဒီအတွေ့အကြုံရှင်မျိုးရဲ့နာမည်ကလောကရန်ဒီအကောင်းလောကရန်က၄မျိုးအဆိုးလောကရန်က၄မျိုးကောင်းလောကရန်ကြီးပဲမလာသလိုအဆိုးလောကရန်ကြီးပဲလည်းမလာပါဘူး ခဲ့တဲ့ကိုပြုတ်နေတဲ့ကံတွေပေါ်မူတည်ပြီးအကောင့်တစ်နဲ့အစိုးတစ်ခုတင့်ရတင့်ရဆုံးတွေ့ရမှာပါကောင်းလောကရန်နေပဲကြုံကြုံ အစိုးလောကရန်နေပဲစုံစုံ မတုံလို့ရအောင်လောကရန်တွေကိုသဘောပေါက်အောင်လောကရန်တွေကိုနားလည်အောင်ကြိုးစားပါလောကရန်တွေကိုခံနိုင်ရင်ရှိပြီးဤငြိမ်ရင့်ကျက်အေးချမ်းလီပါမြတ်တာတဲ့ မျှတဲ့သူတွေကိုလူတိုင်းကတားခဲ့ကြပါတယ်။ဒါကြောင့်ဘာပဲလုံလို့ဥပ္ပသူပ္ပညတ်တောင်းအောင်လုပ်ပါ။ဘာပဲပြောပြောဥပ္ပသူပ္ပညတ်တောင်းအောင်ပြောပါ။ဘာပဲကြံကြံဥပ္ပသူပ္ပညတ်တောင်းကြံပါ။ကိုယ့်ရဲ့ချမ်းသာမှုတွေကိုယ့်ရဲ့ပညာတွေကိုတက်နိုင်စေများမျှဝေပေးပါ။ညတဲ့အခါမှာလဲမျှော်လင့်ချက်မပါမေတ္တာနဲ့သာမျှဝေပေးပါ။ သူများအကျိုးဆောင်ကိုအကျိုးကအလိုလိုအောင်ပါလေလူတွေဟာနေ့စဉ်တမျိုးမဟုတ်တမျိုးပူလောင်နေကြတယ်။ဘာကြောင့်ပူလောင်နေတာလဲဆိုတော့မျောလင့်ချက်တွေနဲ့ပူလောင်နေကြတယ်။ကိုမျောလင့်တယ်လို့ဖြစ်မလာတဲ့အခါကိုမျောလင့်ထားတာတွေဖြစ်မလာတဲ့အခါကိုမျောလင်းချက်တွေပျောက်ဆုံးသွားတဲ့အခါပူလောင်ကြရပါတယ် မျောလင့်ချက်တွေမပြေဝလို့လောင်တာလားဆိုတော့မဟုတ်ပါဘူးမျောလင့်ချက်တွေပြေဝလဲလောင်နေတာပါပဲမျောလင့်ချက်တစ်ခုပြေဝတော့နောက်မျောလင့်ချက်တစ်ခုနဲ့ထပ်မျောလင့်တာပါပဲဒီလိုပဲမျောလင့်ချက်တွေနောက်လိုက်ရင်းလိုက်ရင်းမျောရင်းမျောရင်းနဲ့လင့်လာခဲ့လိုက်တာအခုဆိုအသက်ဘယ်ရွေတောင်ရောက်လာပြီလဲမျောလင့်ချက်တွေပြေပြီလားဆိုတော့မပြေနိုင်သေးဘူးဘယ်တော့ပြေမှာလဲဆိုတော့လေမခံမှန်းနိုင်ဘူး မျောလင့်ချက်တွေပြည့်ပြီးမှသေသွားတဲ့လူလည်းမရှိတော့ပါဘူး။ဒါကြောင့်မျောလင့်ချက်တွေကိုလျှော့ပါတန်နိုင်သလောက်ဘဲသူစီကမှဘာကူမှမမျောလင့်နိုင်အောင်ကြိုးစားပါ။မျောရင်းမျောရင်းကုသိုလ်ကောင်းမှုပြုရမယ့်အချိန်တွေမလင့်ပါစေနဲ့။အချိန်မလွန်ခင်ကုသိုလ်ကောင်းမှုတွေများများလုပ်ထားပါ။သာသနာ့ဝင်ဇရာတော်